တရုတ်နိုင်ငံရဲ့ဂျာဝင်စီစမ်းမှုနဲ့ TNLA ကမူကုန်းနဲ့မိုးမိတ်မျိုးတွေကနေတက်တွေပလန်ဆုပ်မယ်လို့ကြေညာပြီးနောက်အဲ့ဒီနေရာတွေမှာရှိနေတဲ့ပြီးတူကာဝေးရေးတက်မလို့ PDF ဥပပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကော်မရှင်တက်တွေကြတိုက်ပွဲတွေအပြင်းအထန်ပြန်လည်ဖြစ်ပွားနေပါတယ်။လက်ရှိမှာတိုက်ပွဲတွေအထူးကပြင်းထန်နေတာကတော့မန္တလေးစင်ကူမိုးကုတ်ကားလမ်းပေါ်ကအချက်အချာအကြမ်းဆုံးနေရာဖြစ်တဲ့တပိတ်ချင်းမြို့နယ်ထဲက4ဒေါ်လောင်းဆုံးမှဖြစ်ပါတယ်။ ဒီလမ်းစုံကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကတက်နစ်ကြော်ကြားထိ ंछ ုပ်ထားခဲ့ပြီးမှပြီးခဲ့တဲ့အောက်တိုဘာလလယ်ပိုင်းကပဲစစ်ကောင်မရှင်ကပြန်လည်သိမ်းပိုက်ခဲ့တာပါအခုအခါမှာတော့ပြည်သူ့လူမျိုးရေးတမတော် PLA PDF နဲ့ပကာဖားပူပေါင်းတပ်ဖွဲ့တွေက Fort Orleans စုံကိုပြန်လည်ရရှိဖို့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ PLA ပြောရေးဆိုခွင့်ရှိသူရဲဘော်နေနီကျော်ကပြောပါရယ် PDF တွေဂျန်နဲ့အဖွဲ့တွေလည်းမြို့ပေါ်တွေမှာရောမြို့အပြင်တွေမှာပါရှိတယ် ရန်သူကတော့အခုချိန်ထိမြို့ပေါ်တွေကိုတမလာနေပါဘူးစစ်ကောင်စီကတော့မြို့အဆက်လန်းဆောင်နေရတွေမြို့နဲ့မိုင်40အကွာလောက်တွေမှာပေါ့အဲ့ဒီနေရာတွေမှာတိုက်ခွဲထိနေတာပါလို့သူကပြောပါတယ် TNLA ထွက်ခွာသွားပြီးနောက်မှာတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ Mandalay PDF MDY မိုးကိုဗျူဟာ PLA နဲ့အခြားပူပေါင်းတပ်ဖွဲ့တွေကသူတို့ထိ ंछ ုပ်ပါတဲ့မြို့တွေကိုလက်မလွတ်ရစေဖို့နဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုကြီးကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့အတိအသေးထုတ်ပြန်ထားကြပါတယ်။ ဒါအပြင်တော်လိုင်းကြီးပူပေါင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မတရားတပိတ်ချင်းစင်ကူးမျိုးတွေမှလည်းတိုက်ပွဲတွေပြင်းထန်နေပြီးစင်ကူးမျိုးကိုပြန်လည်ထိန်းပိတ်နိုင်ဖို့စစ်ကောင်မရှင်ကမတရားနဲ့တပိတ်ချင်းဘက်ကနေစစ်ကြောင်းတွေထိုးနေတယ်လို့စစ်မြေပြင်နဲ့နင်းဆက်သူတွေကဆိုပါတယ်။တရရင်မန်ဒေကိုတည်ရဖို့အတွက် channel လေးကို subscribe လုပ်ပေးထားပါရှင်။